ဇော်လာ၃ရက်2025ညပိုင်းမြန်မာနိုင်ငံရဲ့မြေခွင့်တချို့ကိုတင်ပြချင်းပါတယ်မြန်မာပြည်နဲ့ဆေးရည်တင်းမမှုတွေပြင်းထန်နေတဲ့အချိန်မှာအာဏာသိမ်းစစ်ကောက်စီတပ်ဖွဲ့တွေပါတယ်ရွှေ့နေတယ်ဒေါ်လိုင်းအင်အားစုတွေကဘယ်လိုတုတ်ပြတ်နေပါသလဲမိုးဆဲလို့မြေကြီးကြပေမဲ့မြန်မာအနာဂတ်ကအရေးအောင်းကနစ်မြုပ်သွားပြီလားကချင်မြစ်ထွားကရေတွေမြဝကျောင်းပေါ်အထိစီးဆင်းလာချိန်ပါတယ်ကျွန်တော်တို့တွေဆုံးရှုံးကြအောင်ပါလေဒီရေကြီးမှုတွေဟာတဘာဝဘေးလားလူလုံကပ်ဘေးလား မြန်မာဟာအမေရိကန်အတွက်တာမန်နိုင်ငံတနိုင်ငံမဟုတ်တော့ပါဘူးဆိုပြီးတော့ပြောဆိုတာတွေထွက်နေပါတယ်။တိုက်ပွဲဝင်ကွင်းတစ်ခုဖြစ်လာပါပြီ။ဒါဟာဘာကြောင့်လဲ။အမေရိကန်ဟာနိုင်ငံတကာရေးရမှာဥစားမှု base နိုင်စွမ်းတကယ်ရှိရလား။သောက်သက်တင်ပြပါမှာဖြစ်ပါတယ်။ဒီကနေ့ဇွန်လ3ရက်2025ညပိုင်းမှာမြန်မာနိုင်ငံရေးတိုက်ပွဲတွေအမြင့်တင်မှာပြင်းထန်နေပါတယ်။ရခိုင်မှာကြောက်ဖြူကိုတိုက်နေတဲ့အေအေတို့စစ်ကောင်စီလက်အောက်က 25ရာခိုင်နှုန်းနီးပါးလွတ်မြောက်သွားပြီဆိုပြီးတော့စီတံပူကြီးကိုစင်ရောကတုံ့တက်ထားပါတယ်ဒီထက်ပိုပြီးတော့ဖြစ်နိုင်တယ်လို့တော့ကျွန်တော်အနေနဲ့မြင်ပါတယ်တရုတ်ဝန်ထမ်းတွေပါရှောင်းတိတ်ထွက်ခွာနေရတဲ့မြေပြင်မှာကာကင်စခန်းတွေတစ်ခုပြီးတစ်ခုတိုက်လာတဲ့ငွေခေါက်ပြတ်ပြူဟာတွေရဲ့စည်ရင်အချိန်မြင့်လာမှုတွေကိုကောက်ကောက်တွေးနေရတာပဲဖြစ်ပါတယ်ဒါအပြင်နှစ်ဖက်စလုံးကနောက်ထပ်တစ်လအပြစ်ရက်လိုက်ပါသေးတယ်ကချင်ဖောက်ကမှာစစ်ကောက်စီဟာအကြောင်းမို့လုပ်ငန်းတွေကိုပြတ်မှတ်ထားဖြစ်စီနေပြီးတော့တက်အင်အားကိုမြေပြင်အားတွေရအောင်ဖြစ်နေပါတယ် ။ပဲခူးတိုင်းဘက်မှာတော့ရွှေကျင်ဖြစ်စေနောက်ပိုင်းမှာစစ်ကောက်စီရဲ့စစ်ကြောထုတ်မှုတွေပုံပြီးပြင်းထန်လာတာတွေ့ရပါတယ်။ပဲခူးအနောက်ဘက်ပြည်မြို့မှာရဲချုပ်ဝင်းစော့မိုးရောက်ရှိနေပြီးတော့စစ်ကောင်းဆောင်လာဖို့ရှိတဲ့ဆိုတဲ့သတင်းတွေတက်တက်ထွက်နေတယ်လို့ကိုစင်ရောတင်ပြထားပါတယ်။မကွေးတိုင်းစစ်ရေးလှုပ်ရှားမှုကတော့အကြီးကျယ်ဆုံးဖြစ်နေတဲ့ဒေသလို့ပြောလို့ရပါတယ်။2025ခုနှစ်အတွင်းမကွေးတိုင်းရဲ့အကြီးမားဆုံးစစ်ရေးရွှေ့ပြောင်းမှု မတန်းဝင်တဲ့အင်အားနဲ့ရနိဗ္ဗာန်ပါစစ်ကြောင်းဟာရေမျက်နှာဒေသမှာတိုက်ပွဲပြင်းထန်လာနိုင်ခြင်းမြင်မာနေပါလေ။ဘာဖြစ်လို့ဒီလိုအင်အားဖြစ်တင်းလာရတာလဲ။ဒီလိုအင်အားဖြစ်တင်းတာဟာပထဝီအနေထားရဗဟုချုပ်ကိုင်မှုစနစ်အတွက်အမြဲအရေးပါခဲ့တဲ့မကွေးတေသကိုစစ်ကစီလက်လော့မခံနိုင်ဘူးဆိုတာဖော်ပြနေတာဖြစ်ပါလေ။ရေမျက်နှာရဲစခန်းလိုခံတတ်မျိုးဟာခံစစ်ကောင်းပေမဲ့ပြင်းထန်တဲ့ဝန်းရက်တိုက်ခိုက်မှုတွေကြုံလာရင်တော့ကြာကြာ ခံဖို့မလွယ်တော့ပါဘူး။ KYD တိုင်းရေကြီးချင်းပြည်နယ်၊စကိုင်း၊မန္တလေး၊ကရင်၊ရှမ်းမြောက်၊ရှမ်းတောင်စတဲ့ဒေသအသီးသီးမှာလည်းတိုက်ပွဲတွေဆက်ပြီးတော့ဖြစ်နေပါလေ။လေကြောင်းတိုက်ခိုက်မှုတွေ၊နယ်စပ်ဖြတ်ကျော်ထွက်ပြေးရမှုတွေလည်းရှိနေပါလေ။နေပြည်တော်မှာတော့စစ်ကောင်းဆောင်တွေရောက်ရှိနေပြီးစစ်ကြောင်းမှုကို GPS ပါစကားပြောဆက်တွေနဲ့အထိဆောက်ကြည့်ထိချုံနေတာကိုတွေ့ရပါလေ။ဒါအပြင်မှာအထူးသတိထားဖို့လိုလာတာကတော့ CDN တွေရဲ့ လုံခြုံရေးပါစစ်ကောက်စီတုတ်ထားတဲ့ PSM application တွေကြောင့်ဖမ်းဆီးခံသူတွေများပြားလာနေတယ်လို့ကိုစင်ရောကတုတ်တက်တင်ပြထားပါတယ်။ဒါအောင်ကျွန်တော်အရင်နေ့တွေမှာတင်ပြခဲ့ပြီးပါပြီ။စစ်ကောက်စီစောက်ကြည့်နေတဲ့နတ်မြစီလို့ခေါ်တဲ့ထောက်လန်းရေးမြေလုံးတွေဟာအလွန်ပဲအန္တရာယ်များပါတယ်။တော်လိုက်အင်အားစုတွေအတွက်အလေးနဲ့ထားရမယ့်လုံခြုံရေးဆိုင်ရာကြီးမားတဲ့စိတ်ပေါ်မှုတစ်ခုဖြစ်နေပါတယ်။ဒီလိုစစ်ရေးအခြေအနေတွေကမြန်မာ့ဥတော်လိုက်ရဲ့အလက်ပြောက်ကာလတစ်ခုကိုရောက်နေပြီဆိုတော့ရှင်းရှင်းလင်းလင်းမြင်နေရပါတယ်။ စစ်ကောင်စီနယ်မြေထိ ंछ ုံမှုတွေပိုပြီးဆုံးရှုံးလာနေတာကိုလည်းတွေ့နေရပါတယ်။တော်လိုက်အင်အစုတွေပြန်ကျဲနေပြီမဲ့အားကောင်းနေတုံးရှိပါတယ်။စစ်ကောင်စီပြူဟာမြောက်ထိ ंछ ုံမှုတွေရော်ရဲလာလို့သာအင်အားအများပြားကိုရွှေ့ပြောင်းပြီးတံပြတ်ထိုးစစ်ဆင်နေရတာကိုတွေ့ရပါတယ်။ဖြစ်လာနိုင်တဲ့အခြေအနေတချို့ကိုခံမှန်းကြည့်ရမှဆိုရင်အခြေအနေ၃ခုကိုခံမှန်းလို့ရပါတယ်။စစ်မျက်နှာအစ်စ်တွေပိုပြီးတိုးပွားလာနိုင်ခြင်းရှိပါတယ်။ဒါအပြစ်မှာကိုစစ်ကောက်စီကလည်းတပ်ပြထိုးစစ်တွေပုံမှုပြင်းထန်လာမဲ့အခြေအနေပါ ဒေသခံခုခံအင်အားစုတွေကလည်းစစ်ကောက်စီတပ်ပြတ်ထိုးစစ်အပေါ်မှာပဲပုံမစီလုံးညညွတ်လာမဲ့အခြေအနေတွေ့ရပါတယ်။အဲ့ဒီမှာတာဒီယာအချက်ဖြစ်တဲ့ဒေသခံခုခံအင်အားစုအလုံးပုံမစီလုံးညညွတ်လာမဲ့ဆိုတဲ့အချက်ကအရေးကြီးဆုံးပါပဲ။စစ်ကောက်စီရဲ့ရက်ဆက်မှုတွေပြင်းထန်လာနေလေပြည်သူနဲ့ကာကွယ်အင်အားစုတွေရဲ့ပုံမပေါင်းစည်းပြီးတိုက်ပွဲဝင်စိတ်ဓာတ်တွေမဖြစ်မနေစုစည်းညညွတ်ခိုင်မာလာဖို့လိုပါတယ်။ပုံမခိုင်မာလာမယ်လို့လည်းမျှော်လင့်ရပါတယ်။ ကျွန်တော်အမြင်ရတော်လိုင်းကားဆောက်တွေအနေနဲ့တတိအချက်လက်လုံချုံရေးအမြင့်ဆုံးထားဖို့လိုပါတယ်မဖြစ်မနေမြင့်တင်ဖို့လိုပါတယ် CDN တွေတော်လိုင်းအင်အားစုတွေကြောက်ကြားတွေအနေနဲ့ PSML application လို့နည်းပညာသုံးထောက်လန်းမှုတွေကိုတံပြန်ဖို့နည်းပညာရှင်နေတဲ့အတူနီလအသက်တွေရှာဖွေပြီးလုံချုံရေးဆိုင်ရာအသိပညာပေးမှုတွေအလေးထားလှုပ်ဆောင်ဖို့လိုပါတယ် စီရဘူဂျီကိုစင်ရောပြောသလိုပဲဆေရုပ်ချုပ် PPIP တွေရဲ့လှူရှားမှုတွေအကအဆသိနိုင်မှာဆိုရင်ပိုကောင်းပါတယ်ဆေရေးပြူဟာတိုင်းကိုကျွန်တော်တို့တွေပြန်လည်သုံးသပ်ဖို့လက်ဦးမှုရယူဖို့လိုပါတယ်ရေမျက်နှာရေစခန်းလိုခံတပ်တွေကိုချိကပ်ရမှာမိပြီးတိုက်ခိုက်မှုအပြင်ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းဖြတ်တောက်တာဆေရေးအင်အားကိုပိတ်ဆို့ဝိုင်းရပြီးဥပပေါင်းတိုက်ခိုက်တာမျိုးတွေကိုအာရုံစိုက်သိမ့်ပါတယ်ဒါပြင်မှာကိုနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကိုမြင့်တက်ဖို့လိုပါတယ် လက်ရှိအခြေအနေကိုနိုင်ငံတကာကပုံမှန်သိရှိအောင်ထိရောက်စွာ narrative ပြောဆိုနိုင်မဲ့အခြေအနေကိုချိတ်ဆက်ပြီးလှုပ်ဆောင်ရပါမယ်။အဲဒီကနေဖိအပိတ်မှုတွေရရှိအောင်မြင့်တင်ဖို့လိုပါတယ်။ရခိုင်မှာတရုတ်ဝန်ထမ်းတွေထွက်ခွာနေတာမျိုးတရုတ်ရဲ့စိုးရိမ်မှုပြသနေတာကြောင့်ဒီအချက်ကိုကျွန်တော်တို့တွေအခွင့်အကောင်းယူသင့်ပါတယ်။ဒီလိုမုန်တိုင်းထတဲ့မြန်မာစစ်မျက်နှာအောက်မှာကျွန်တော်တို့အားလုံးဟာမိမိတို့ရဲ့အခမ်းကဏ္ဍကိုဘယ်လိုမျိုးအကောင်းဆုံးပါဝင်နိုင်မလဲစဉ်းစားပြီးပါဝင်နေဖို့လိုပါတယ်။ ကျွန်တော်တို့မိကွန်းလေးရဲ့အဖြစ်အတိုင်းကိုကျွန်တော်တို့ရဲ့လုံဆောင်ချက်တွေကပဲပုံဖော်ပေးမှာဖြစ်ပါတယ်။မိုးဆဲသွားလို့မျက်ရည်ကျပေမဲ့မြမအနာကက်ကရေအောက်မှာနေနေပြီလား။ကချင်မြစ်သားကရေတွေမြေဝကျုံမအထိစီးစစ်လာချိန်မှာကျွန်တော်တို့ဘာတွေထပ်ပြီးဆုံးရှုံးရအောင်ပါလဲ။ဒီလိုရေကြီးမှုဟာတဘာဝပေးလားလူဖန်တီးတဲ့ကပ်ပေးလား။ဒါကိုသုံးသပ်ကြည့်အောင်ပါ။ကချင်ပြည်နယ်တပိုင်းချီဖွေမြေကြီးနားဝိုင်းမော်မြို့နယ်တွေမှာဒီနေ့ထိ ရေကြီးရေရှမ်းပြီးတော့ရေကျသွားပြီမဲ့အဖက်ပိုင်းတွေကိုရေဆက်လက်ပြီးစီးဆင်းနေတာရှိပါတယ်။လာနီညာအပြော့စားနှစ်မှာ မုတ်တုပ်ဦးအဝင်စောတာနဲ့မုတ်တိုင်းရဲ့အရှိကြောင့်မိုးကြီးတာကနေစတဲ့ဖြစ်စင်ပါမိုးတလညွန်ကြားရေးမှုဥလာထုံး BBC မှာပြောသလိုပဲအထက်ရေကရက်ပိုင်းတွေအောက်ကိုဆင်းလာမဲ့ဆိုတာလည်းအသေးချာတွေ့နေရပါတယ်။ဒါပေမဲ့ဒီရေကြီးမှုဟာရိုးရှင်းတဲ့ရာသီဥတုဖြစ်စဉ်တက်တက်တော့မဟုတ်ပါဘူး။အဓိကပြဿနာကမြစ်ကြမ်းမြစ်တွေ တည်လာတာကြောင့်ပါ။ဘာကြောင့်လဲဆိုရင်မေခမလီခနဲ့အရာရီမြကြတလျှောက်ရွှေတတူနဲ့တစ်တူဖို့မှုတွေအစမတန်လောက်ခဲ့လို့ဖြစ်ပါတယ်။ဒါတွေကိုစစ်ကောက်စီခွင့်ပြုချက်နဲ့ကုမ္ပဏီ20လောက်ကလုံနေတာဖြစ်ပါတယ်။အန်ဒီအစိုးရလက်ထက်2016-2019ကစပြီးနေစဉ်ကျပ်20ဘီလီယံ2020မှာကျပ်ဘီလီယံ1000ကျော်တဘာဝဘေးရန်ပုံငွေထက်ခဲ့ပေမဲ့စတက်အာနာသိပြီးတဲ့နောက်မှာတော့2020နှစ်မှာဘီလီယံ400 2023မှာဘီလီယံ52ဘီလီယံကိုသာနိုင်ငံစီးပွားမြင့်တရေကောင်းစဉ်နဲ့လွှဲပြောင်းပုံဆွဲခဲ့တာကိုကျွန်တော်တို့အချက်လက်ရသိရပါတယ်။ဒါဟာပြန်လည်ထူထောင်ရေးကုတ်ကြားစရိတ်ထက်ခုနှစ်ဆတက်တနိုင်တဲ့ကြိုတင်ပြင်ဆင်မှုကိုလောကလေးလူရှုလိုက်တာပဲဖြစ်ပါတယ်။ချီဖွေတဲ့မြေကြီးနားဒေသခံတွေဟာကယ်ဆယ်ရေးနဲ့အကူအညီနှဲပါတဲ့အခြေအနေကိုနေ့စဉ်နေ့တိုင်းကြုံတွေ့နေရပါတယ်။ ရေကြီးရင်ဘာလို့ရမလဲဆိုတော့ဘာမှမပြင်ထားဘူးဆိုတဲ့လူမှုကူညီရေးသမားစကားတွေကအောက်ချုပ်သူတွေရဲ့ပေါ်ဆမှုကိုဖော်ပြနေတာပါ ISP မြန်မာရဲ့အချက်အလက်တွေအရဆိုရင်2024မှာလူဦးရေ9.6တန်းရေပြီးတင်ခဲ့ပါတယ်အထူးသဖြင့်အရာဒီတိုင်းမှာတက်တက်မ6တန်းကျော်ခန်းစားခဲ့ရပြီးတနိုင်ငံလုံးမြေအေက7တန်းကျော်ရည်လွှမ်းမှုခဲ့ပါတယ်။အဲ့ဒါက80ရာခိုင်နှုန်းကစိုက်ပျိုးမြေတွေဖြစ်လို့စားနပ်ရေးကရှားပါမှုတွေ ဆက်တိုက်ဆက်တိုက်အဲ့လိုပြဿနာတွေကြောက်ခဲ့ရတယ်လို့ကုလသမဂ္ဂကလည်းတတိပေးထားပါတယ်။မေလနောက်ဆုံးပတ်ကညောင်တုံးမြို့မှာမြေကမ်းပပြို့ပြီးတော့အဲ့15လုံးမျောပါခဲတာဟာအဲ့ဒီရေဘေးရဲ့စိုးကျိုးတွေကိုတက်တက်ပြောင်းနေတာဖြစ်ပါတယ်။ရေဘေးရဲ့နောက်ဆက်တွဲအဖြစ်စာနယ်ရိက္ခအကြက်တဲလူမှုမတိငိမ်မှုတွေလည်းတိုးလာနိုင်ပါတယ်။မြေကမ်းပပြို့မှုတွေလည်းပုံမှုကြုံတွေ့လာရနိုင်ပါတယ်။တော့ကိုရင်ဆိုင်ဖို့အရေးကြီးတဲ့အချက်၃ချက်ကိုအလေးထားဖို့လိုပါတယ်။နံပါတ်၁တာဝန်ကျင်ပြုပြောင်းလဲရေးပါ တရားမဝင်ရွှေတတ်တုတက်ဒုဖော်မှုတွေကိုတက်ဆိုင်ရာအာဏာပိုင်တိုင်းကချက်ချင်းရက်ပြီးတော့မြေကြောင်းတွေကိုပြန်လည်ထူထောင်ဖို့လိုပါတယ်။ဒါအရေးကြီးပါတယ်။ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုခိုင်မာရေးကတော့နံပါတ်၄ပါ။တဘောဘေးရပုံငွေတိုင်းကိုပွေလင်းမြင့်သွားသောတုံးဖို့လို့တလို့ကယ်ဆယ်ရေးပြက်လဲသူတော်ရေးတွေမှာဒေတာခန့်တွေနဲ့ပူပေါင်းဆောင်ရွက်ဖို့လိုပါတယ်။အသိပညာပေးမှုတွေကြိုတင်ပြင်ဆင်လက်ကျစ်ခန်းတွေလည်းလှုပ်ဆောင်ဖို့လိုပါတယ်။ဒါဟာနေ့စဉ်နှစ်တိုင်းကြုံရမယ့်အရေးပေါ်ချင်းအများအားဖြစ်ပါတယ်။ နောက်တစ်ခုကတော့နံပါတ်3အောက်ချုပ်ရေးတိုင်းမှာတာဝန်ယူမှုလို့ပါတယ်ဘယ်လိုအောက်ချုပ်ရေးပဲဖြစ်ဖြစ်လက်နက်ကိုင်ပဲဖြစ်ဖြစ်အရသာစုပဲဖြစ်ဖြစ်ရန်ပုံငွေအလက်တုံးစားလုံးမှုတိုင်းကိုတိုက်ဖြတ်ဖို့လို့တယ်စုပ်ဖြတ်ချက်ချမှတ်မှုတွေတိုင်းမှာပွင့်လင်းမြင့်တာဖို့လို့ပါတယ်ပြည်သူအတန်ကိုနားထောင်ပြီးလက်တွေ့ကြတဲ့ဖြစ်ရှင်းဤတွေကိုမဖြစ်မနေရှာရပါမယ်ဒီရည်ကြီးမှုကအထက်ရည်ကအောက်ကိုဆင်းလာမယ်ဆိုတဲ့တဘာဝဖြစ်စဉ်တစ်ခုတည်းလားဒါမှမဟုတ်အောက်ချုပ်သူတို့ရဲ့လေးလျူရှုမှုအကျင့်ပြတ်ချောက်ဆောင်မှုနဲ့ရေတူအမြတ်ထုတ်မှုတွေကြောင့် မြန်မာအနာဂတ်ဟာရေအောက်မှာထာဝရနေမြုပ်တော့မှလားဆိုတဲ့မိကွန်ပေါ်နေပါတယ်။အဲ့ဒီဖြေကကျွန်တော်တို့ကြည့်ရှုနေတဲ့ပရိသတ်တွေနဲ့ကျွန်တော်တို့တွေအားလုံးပေါ်မှာဘယ်လိုရွေးချယ်မလဲဆိုတဲ့အပေါ်မှာပဲမူတည်နေတာဖြစ်ပါတယ်။ဒါဟာမြန်မာအနာဂတ်ရဲ့အသက်ရှူတန်းဖြစ်ပါတယ်။မြန်မာဟာအမေရိကန်တို့အတာမန်နိုင်ငံတနိုင်ငံမဟုတ်တော့ပါဘူး။တိုက်ပွဲဝင်ကွင်းတစ်ခုဖြစ်လာပါပြီ။ဘာဖြစ်လို့လဲ။ပထမချက်ရှားပါးမြေတပ်တူတွေကြောင့်ပါ။မြန်မာမှာရှားပါးမြေရှားတပ်တူတွေကျွဲဝလုံးပါတယ်။ အထူးသဖြင့်ရှမ်းနဲ့ကချင်ပြည်နယ်မှာပါဒါပေမဲ့တရုတ်ကဒီလိုတရားစာသားတွေကိုတရားမဝင်ထုတ်ယူနေတာဟာအနောက်နိုင်ငံတွေအတွက်ကြီးမားတဲ့စီးပွားရေးအန္တရာယ်တစ်ခုဖြစ်ပါတယ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတရားပေါ်ထွက်လာရင်အနောက်နိုင်ငံတွေအတွက်တရားစာသားလမ်းကြောင်းတစ်တစ်ခုပေါ်လာမှာဖြစ်ပါတယ်ဆိုပြီးသုံးသပ်ထားကြပါတယ်ဒီလိုမှမဟုတ်ရင်တော့တရုတ်တို့ဦးတဲ့လေဝဲကြီးအောင်နေတာကိုကြီးနေရပါလိမ့်မယ်ဒါဟာအမှန်ပါရှိကပတ်စီးပွားမှာအမြင်ရှားတတ်သူဟာရွှေလိုတန်ဖိုးရှိနေချင်း တရုတ်ကအဲ့ဒါတွေကိုလေဝကြီးအုပ်ထားတဲ့ဆိုတာကအနောက်တိုင်းရဲ့လုံချုံရေးအတွက်ဘလောက်အရေးပါလဲဆိုတာမြင်သားပါတယ်ဒုတိယအချက်ကပထဝီဗဟုချက်မြန်မာဟာရှေ့တော်အရှာရဲ့အချက်ချကြတဲ့စစ်ပြူဟာမြောက်နေရာမှာတည်ရှိနေတာဖြစ်ပါတယ်ဒီနေရာမှာဒီမိုကရေစီအစိုးရရှိလာရင်တရုတ်ဩဇာကိုထိထိရရတံပြန်ထိမ့်ညိနိုင်ပါလိမ့်မယ်ဒါအပြင်အင်ဒိုပစိဖိတ်နဲ့အာဆီယံမှာအမေရိကန်ရဲ့စီးပွားရေးလုံခြုံရေးချိတ်ဆက်မှုတွေအတွက်လည်းအဓိကသွားချက်လို့ဖြစ်လာပါလိမ့်မယ် ြန်မာကိုလက်လွတ်လိုက်မဲ့ဆိုရင်ဒေတာတွေမဟာဗျူဟာမြအခြေခွင့်ရှာလွဲသွားနိုင်ပါတယ်ဒီလိုမျိုးအချက်ချကြားတဲ့နေရာကိုတရုတ်ကထိတ်ချုပ်လိုက်ရင်အမေရိကန်ဒေတာတွေဩဇာဟာရေထဲမှာမြုပ်သွားသလိုဖြစ်သွားနိုင်ပါတယ်တတိယအချက်ကတော့ဒီမိုကရေစီပြယုံတဲ့နာကက်မြန်မာမှာဖြစ်နေတာကဒီဒီမိုကရေစီနဲ့အာဏာရှင်စနစ်ရဲ့အဓိကအရင်ဆိုင်မှုပါအမေရိကန်လက်ထက်ဟာသူတို့ကျင်းဝတ်တဲ့မဟာဗျူဟာဆိုင်ရာအရေးပါမှုတစ်ခုတည်းဖြစ်လာနေပါပြီ။ အမေရိကန်ကတော်လိုက်ဖွဲ့တွေကိုနိုင်ငံရေးအတိအမှတ်ပြုပေးမယ်ဆိုရင်တော့တရုတ်ရဲ့ဩဇာအတိအသေးသက်သာကျဆင်းသွားပါလိမ့်မယ်ဆိုတဲ့ပြောဆိုမှုတွေရှိပါတယ်။ဒါဟာအဲ့မှာရှိနေတဲ့ UNG ပြည်ထဲမှာရှိတဲ့ EAO PDF အလုံးအလုံးနဲ့တက်ဆိုင်ပြီးတရားဝင်အစိုးရဖြစ်ပေါ်မှုကိုမြင့်တင်ပေးရရောက်ပါလိမ့်မယ်။ဒါဟာကမ္ဘာဒီမိုကရေစီလှုပ်ရှားမှုအတွက်လည်းအားတစ်ခုပါ။ဒီမိုကရေစီကိုတန်ဖိုးထားတဲ့အမေရိကန်အနေနဲ့ဒီလိုအခြေအနေမျိုးမှာဘေးထိုင်လို့မရပါဘူးဆိုတဲ့ပြောဆိုထောက်ပြချက်တွေရှိနေပါတယ်။ သူတို့ဆိုလိုတာကကိုတက်ဖို့ကိုကောက်ဖွယ်ဖို့ဆိုရင်မြန်မာပြည်သူတွေထက်ကမမမမရက်တည်ဖို့လိုအပ်တဲ့ဆိုတဲ့အကြောင်းပြင်ပြနေကြတာပါဒါပေမဲ့စဉ်းစားကြည့်ဖို့လိုပါသေးတယ်သူတို့တွေ့ဝေမှုတွေရှိပါတယ်တွေ့ဝေချင်းရဲ့အန္တရာယ်တွေလည်းရှိပါတယ်အမေရိကန်ကအခုလိုဆက်ပြီးတွေ့ဝေနေကွေးနေရင်တရုတ်ကဖောက်စားခွဲခြားအုပ်စိုးဆိုတဲ့ divide and rule view ဟာမြောက်အရေးယူပါဝင်ပတ်သက်မှုတွေပုံမှုဖြစ်လာပါလိမ့်မယ်အခုတော့တော်တော်လေးခရီးရောက်နေပါပြီ အဲ့ဒီခါမှာတော့မြန်မာဟာတရုတ်ရဲ့နောက်ဘေးကျန်ဘက်ရက်ဖြစ်ပြက်လာနိုင်တဲ့အန္တရာယ်ရှိပါတယ်ဒီချိန်မှာမြန်မာပြည်ထောင်ကအမေရိကန်ရဲ့မနေ့ဖြန်ပြည်ထောင်ဆိုတဲ့အထီကိုမှထောက်ပြနေပါတယ်ရှင်းရှင်းလေးလေးမှတ်သားထားဖို့လိုတယ်ဆိုတဲ့အကြောင်းလေးပြောဆိုနေတာရှိပါတယ်ဟုတ်ပါတယ်မြန်မာအရေးကိုလက်လျှူရှုတာဟာမိမိကိုယ်သာပြန်ထိခိုက်စေမယ့်ကိစ္စဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဥပမာအိမ်နောက်ဘေးမှာမီးလောင်နေတာကိုမငြိမ့်ပဲထားရင်တအိမ်လုံးကိုကူးဆက်နေတဲ့ပုံစံနဲ့တူပါတယ်။အမေကဘယ်လိုရွေးချယ်မလဲ။ မေရိကန်လုံးမဲ့လို့ကျွန်တော်မိတ်ဆွေတွေထင်ရလားအမေရိကန်ရဲ့ဆုတ်ဖြတ်ချက်ဟာမြန်မာအနာဂတ်ကိုတာမကအင်ဒိုပစိဖိတ်တစ်ခုလုံးရဲ့မဟာဗျူဟာအတွက်ချိန်ဆက်မှုရှိနေပါတယ်ဒီလိုအရေးပါတဲ့အခိုက်အတန့်မှာအမေရိကန်ကဘယ်လိုရွေးချယ်မှုလုပ်မလဲဆိုတာကတော့မြန်မာပြည်သူတွေအတွက်အနာတိုင်းအတွက်တရုတ်အတွက်ပါဖြစ်လာမလားမဖြစ်လာမလားဆိုတာအခြေအနေဆုတ်ဖြတ်ဖို့အရေးကြီးတဲ့ကောက်လောက်တစ်ခုဖြစ်ပါတယ်ဘယ်လိုကစားမှာလဲ big play and small play အခန်းကျင်းမှာကစားမလားအခန်းကျက်မှာကစားမလားဆိုတာကိုစောင့်ကြည့်နေရတဲ့အခြေအနေဖြစ်နေပါတယ်။ဒီတော့မင်းကိုထုတ်ဆက်ပါအမေရိကန်ဟာနိုင်ငံတကာရေးရာမှာဥစားမှုပေးနိုင်စွမ်းရှိပါသလားဒါမှမဟုတ်လက်ခံနေတဲ့သူဖြစ်သွားမလားဆိုတာကိုတော့ကျွန်တော်တို့အားလုံးစောင့်ကြည့်ရမှာပါ။